မင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ကရုန်းတိုင်းပန်အသုံးပြုတဲ့မိတ်ဆွေတွေအနေနဲ့ပေါ့နော်ကျွန်တော်ဖဆန်ကုံတတအနေနဲ့ပြပေးမယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ from pay နဲ့ငွေတွဲနည်းပေါ့နော်ကျွန်တော်အခုပြတဲ့တစ်ဆင့်ညင်လိုက်လို့လို့ရတယ် from pay ဆိုတော့တို့မြင်များတော့သိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် from pay နဲ့လွဲပေါ့နော်ဘန်ချင်းချင်းလွဲလို့ကျွန်တော်ကဘန်မတူလို့ရှိရင်အာလွဲကတွေပေးရအဲ့တော့ကျွန်တော်ဒီမှာ from pay ကိုယူပြီးသွားပြီးဆိုတာနဲ့ကျွန်တော်ဒီမှာ from pay phone number ထည့်ပေးမယ်ဗျ ဖောင်းဝေးဖုန်းနံပါတ်ထည့်ပြီးကျွန်တော်တို့လည်းလွှဲမှဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒါလွှဲခတ်မပေးရဘူးเนาะတကယ်လို့မစ္စရိုနဲ့တခြားဘဏ်ချင်းမတူပဲနဲ့ ATM ပုံကနေလာလွှဲလို့ရှိရင်ဒီကြားရဲ့လွှဲခတ်ပေးရမယ်เนาะအခုနီးနဲ့လွှဲကြည့်ပါလွှဲခတ်မပေးရဘူးပေါ့เนาะ Okay ဖောင်းဝေးရဲ့ဖုန်းနံပါတ်တော့ရှင်းပို့လို့ရပါတော့ဖောင်းဝေးဖုန်းနံပါတ်အော်ဘေးစမန်နီလေတော်များနားလည်မတင်နဲ့စမန်နီကလည်းဘာမှခတ်ဘူးနော်ကိုယ့်ရဲ့ဘဏ်နဲ့ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့စမတ်ထားဖြစ်ပါလေဗျ။ Okay ကျွန်တော်90ဆန်းလွှဲပြအဲ့ဒီမှာလွှဲကတကယ်မှပေးစရာမလိုဘူးနော်။မှန်နေဆိုရင် conference နေပြီးလဲယူမယ်ဗျ။ အဆိုရင်တော့ကျွန်တော်တို့ဒီဘက်ပန်နေကိုရောက်တော့မှဖြစ်ပါတယ်ကျွန်တော်တို့လွယ်ကတစ်ချက်မှပေးเสียမလို့ဘူးပေါ့နော်အလုံးနားလည်မယ်ထင်တယ်ပြအနားမလည်ဘူးဆိုရင်ကျွန်တော်ဒီဗီဒီယိုကိုမှမမီးလိုက်လို့ရတယ်ကျွန်တော်နော် from way ချိန်ကြီးကျွန်တော်ဗီဒီယိုလေးထပ်တင်ပြင်မယ်ပြအလုံးမဲဆင်ပြေကြပါစေမစ္စရိုနေနဲ့သိချင်တဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ဒီဘန်နေနဲ့ပတ်သက်တာလေးသိချင်သေးတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့ကွန်မန့်မှာထပ်ပြီးတော့ရေးလာပေးလို့ရပါတယ်နောက်ဗီဒီယိုဒီမှာပြန်ဆုံပါမယ်ဗျ ဖုန်းထဲမှာကျွန်တော်တို့ဘတ်ဆော့ဝဲပြက်နေတဲ့သူတွေကတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲကိုဖုန်းငွေဘယ်လိုဖြစ်ရမလဲဆိုတာကိုကျွန်တော်ဒီဗီယိုလေးမှာပြသပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ ground time atm ပုံးကိုတွားချပါစို့အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့အနေနဲ့ atm ကတ်ကိုထည့်ပါမယ်ဒါကကျွန်တော်တို့ဘန်ဆော့ဝဲပြက်နေတဲ့သူတွေအတွက်အဓိကအရေးပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ဘန်ဆော့ဝဲရှိရတဲ့လူတွေကပုံမှန်တိုင်းပဲပန်နေကဖြည့်လို့ရတယ်โอเคကျွန်တော်ဒီလိုမျိုးဗီဒီယိုတစ်ခါမှလည်းမလုပ်ဘူးသေးဘူးအဲ့ကြောင့်မလို့เนาะကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်တို့ထုံးတဲ့အတိုင်းပဲပင်နဘတ်6လုံးကိုထည့်ပါပင်နဘတ်6လုံးကတော့မမစီနဲ့မအောင်ထည့်ပါဒီနေရာမှာအယုံဆုံးဘာသာစကားကိုရွေးပါအင်္ဂလိပ်ကျွန်တော်ရွေးမယ်ပြီးရင်တော့ကျွန်တော်တို့အနေနဲ့ကိုပါဝန်ဆောင်မှုသုံးပြုချင်တာလဲရွေးချယ်လို့ရတယ်ကျွန်တော်ကဒီဗီဒီယိုမှာတော့အဓိကပြချင်တာကဖုံးငွေဖြည့်တဲ့ဟာအဓိကပြမှာဖြစ်လို့ကျွန်တော်တို့ကဒီမှာတော့အဆော်ကိုရွေးချယ်ပေးမယ်ဗျအာနည်းနည်းလေးတိတ်ခတ်ပြီးကြည့်ပြပါနော်ဒီနေရာမှာနည်းနည်းမီလင်းအောင်နဲ့နည်းနည်းပြန်နေရတယ်ဒါပေမဲ့ဒီ summary ကိုကျွန်တော်ပြပေးထားတဲ့အတိုင်းတိုက်လို့လို့ရပါတယ်ဒီနေရာမှာတော့ ဟိုဒီကောတိထအထူးမွန်ပေါ့နော်၃မျိုးရှိတယ်ဒီထက်ကမှမိတ်ဆွေတို့ကပေကောင်ဖြစ်ချင်တာလဲရွေးချက်ပေးပါနော်ကျွန်တော်ကဒီမှာတိထကိုဖြစ်ပြန်မှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ပြီးရင်နော်ဒီမှာကိုဖြစ်စင်တဲ့ဖုန်းနံပါတ်ဆယ်လုံးကိုထည့်ပေးပါကိုနဲ့သက်ဆိုင်ရာ single အမျိုးအစားကိုယူပြီးတော့ဖုန်းနံပါတ်ဆယ်လုံးမှာကြောင်ထည့်မယ်ဖုန်းနံပါတ်ရေးကြည့်ပါတယ်မမားစေပါနဲ့ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ confirm နေမယ်ဒီနေရာမှာကိုဖြစ်စင်တဲ့ငွေပမာဏကိုရွေးချက်ပေးပါပါနော်ကျွန်တော်90အစမ်းဖြည့်ပြမယ် ပြီးရင် conference ထပ်နိုင်မယ်ဒီနေရာမှာထပ်ပြီးတော့မှန်မှန်တရားစစ်ဆေးပါအတည်ပြုပေးပါပေါ့နော်မှန်ရင်တော့ conference ထပ်နိုင်မယ်တရားလေးစစ်ဆေးပါနော်ဖုန်းနံပါတ်ဒီမှာမှာပါစီနေပြ Okay ဒါဆိုရင်တော့ကျွန်တော်တို့ပြီးဆုံးသွားဖြစ်ပါတယ်ခဏကြာရင်ကျွန်တော်တို့ဘန်စလေးထွက်လာမှာဖြစ်ပါတယ်ဆိုတော့ဖုန်းလေးကိုလည်းကျွန်တော်ရှေ့မှာပြခဲ့တဲ့အတိုင်းပဲပတ်စံရှင်းရောက်ပါတယ်ပေါ့နော် ။ Okay ကုနီလန်းလေးကတော့ဒါကြောင့်ဒီပန်ဆော့ဝဲပြက်နေတဲ့မိဆွေတွေအတွက်ဖြစ်ပါတယ်။မိဆွေတို့အနေနဲ့ပေါ့နော်အခုလိုမျိုးပန်နေတဲ့ပတ်သက်ပြီးတော့နောက်ထပ်အသိရှင်တဲ့အကြောင်းအရာလေးတွေရှိတဲ့ဆိုရင်ကျွန်တော် DP2 ရဲ့ comment အောက်မှာရေးသွားပေးလို့ရပါတယ်။မိဆွေတို့ရဲ့ DP2 လေးကကြိုးရှိတယ်ဆိုရင်လည်းကြိုးရှိတယ်ဆိုတဲ့အကြောင်း comment မှာရေးခဲ့ပေးလို့ရပါတယ်။အားလုံးပဲအဆင်ပြေပါသေးဗျာ။ခိုင်ပန်နေအုံပြူနီးနဲ့ပတ်သက်ပြီးဒီထက်ပို့ပြီးသိချင်သေးရဆိုရင်ကျွန်တော်ရဲ့ YouTube channel ထဲမှာဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ဒီထက်မှာကျွန်တော်တို့ဘန်နေနဲ့ပတ်သက်ပြီးတော့အများကြီးတင်ပြထားတာရှိပါတယ်ဗျအားလုံးဆင်ပြေပါစေ